လူနော့ဖ်နဲ့ရီတို့လို Star Killer Hero တွေမှာအင်ချက်တဲ့ Talisman ပသက်တင်မှာဟုတ်အားလုံးပဲမင်္ဂလာပါ MJ Gaming ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ player တော်တော်များများမှတ်တက်လीရှိကြတဲ့ equipment တွေအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်အရင်ဆုံးလူနော့ဖ်နဲ့ရီတို့မှာအင်ချက်တဲ့ Talisman ဘာကြောင့်မသက်စင်တင်လဲဆိုတာရှင်းပြပါမယ် Hero တွေအားလုံးဒီဘက်ကစကေးသုံးဖို့မနာလိုအပ်ပါတယ် မန္နာဆိုတာ HP ဘာလီအောက်ကအပြာတန်းလေးကိုပြောတာဖြစ်ပါတယ်မန္နာဘာလီပြေးကိုလိုအပ်တဲ့မန္နာအရေးအတွက်ကဟီရုတကောင်နဲ့တကောင်မတူညီပါဘူးလူနော့ဖ်နဲ့ယီတိုကစကေးသုံးကိုမန္နာလိုအပ်ချက်နေပါတယ်လူနော့အတွက်ပထမဆုံးအကြိမ်စကေးသုံးကိုလိုအပ်တဲ့ initial မန္နာ cap က25နဲ့ယီဖ်အတွက်ကတော့35ပါ Interested Talisman ကပွဲစားလာနဲ့မန္နာ65ရာခိုင်နှုန်းတန်းပြီမှာဖြစ်ပါတယ် ဒီတော့ဒူနော့အတွက်ဆိုရင်မန္နာ16ဒသမ2နဲ့ Eve အတွက်ဆိုရင်တော့မန္နာ22ဒသမ9ပဲရမှာပါဒါကြောင့်မနာကပ်နဲတဲ့ဒီလိုဟီးရိုးတွေမှာအင်ချက်တဲ့တဲလစ်စမန်မတက်စင်တင်ပါဘူးအဲ့ဒီအစားမနာလိုအချက်များတဲ့မေဆန်နဂျီတွေမှာတက်စင်တင်ပါတယ်ဘဆနာနဲ့ကယ်ရီတာကအင်နီရှယ်မနာကပ်တရားစီရှိပါတယ် ဒီတော့အင်ချက်တက်တယ်လစ်စမန်နဲ့ဆိုရင်ပွဲစားတာနဲ့မနာ65စီရနိုင်မှာပါနောက်ထပ် equipment တွေအကြောင်းသိကျင်နေဆိုရင် Magic Check Google ရဲ့ equipment များအလုံးအကြောင်းတင်ပြထားတဲ့ဗီဒီယိုလေးရှိပါတယ် description မှာလင့်လေးချပေးထားပါမယ်နောက်ပြီး Star Gear Hero တကောင်ဖြစ်တဲ့နတ်တန်ကိုပုံမှန် Magic Equipment တွေမသက်စင်တင်ပါဘူး။ ။ဘာလို့လဲဆိုတော့နတန်က basic attack ကိုအားကိုးတဲ့ hero တကောင်ဖြစ်လို့ပါ။သူ့ရဲ့စကေးက basic attack အချက်တိုင်းမှာ project တိုင်းတစ်ခုပြစ်လိုက်မှဖြစ်ပြီးလမ်းကြောင်းတစ်လျှောက်မချစ်တမ်းမီထိမှဖြစ်ပါတယ်။စကေးသုံးတဲ့အခါ project တိုင်းတွေအားလုံးကသူ့စီပြန်ရောက်လာမှာပါ။အပြန်လမ်းကြောင်းတစ်လျှောက်လည်းတမ်းမီထိအောင်မှာပါ။ဒီတော့ပုံမှန် magic equipment นี่အစား Feather or Heaven Golden Step 2ကဝှထီရောက်စီပါတယ် ကရီနာနဲ့ဂွန်နီဘာရီတို့ကိုလည်းပလီယာတော်တော်များများက equipment မှတ်တက်လीရှိကြပါတယ်။စကေးက magic တံပေးထွက်ပေမဲ့နတန်လိုပဲ basic အတက်အားကိုလို့ပုံမှန် magic equipment မတက်ဆင်တင်ပါဘူး။သူတို့အတွက်လည်းဖေသားတော်ဟေဗန်နဲ့ golden step ကပို့ထရောက်စီမှာပါ။နောက်ထပ်ကတော့ immortality ကို status တဲ့ equipment တွေနဲ့တွဲမဆက်တင်ပါဘူး။ လုံးဝတွဲဆက်လို့မရတာမဟုတ်ပေမဲ့ Winter Crown နဲ့ Immortality နှစ်ခုတည်းကတစ်ခုကိုရွေးချယ်ရမယ်ဆိုရင် Stack စုတဲ့ Equipment နေနဲ့ဆိုရင် Winter Crown ကပိုထီရောက်စေမှာပါ Golden Staff WS နဲ့ Nayu တို့က Stack စုတဲ့ Equipment တွေဖြစ်တာမို့ Immortality နဲ့ပြန်ရှင်လာမယ်ဆိုရင် Stack တွေကအစကနေပြန်စုရမှာပါ stack စုရနေတဲ့ WS နဲ့ NU ကတိတ်မတိတာပဲ stack များတဲ့ Golden Step အတွက်ဆိုရင် ပွဲအနိုင်ဆုံးထိပြောင်းလဲသွားနိုင်ပါတယ်။ဒီတော့ဝင်တာခန်းကိုပို့ပြီးရွေးချယ်တင်ပါတယ်။ဒီအချက်တွေကနိုင်ပွဲတွေရဖို့အထောက်အကူပေးနိုင်မယ်လို့မျှော်လင့်မိပါတယ်။ဘလို့လို့ရော Immortality နဲ့ Winter Crown ဘယ်ဟာကိုပိုကြိုက်တယ်ဆိုတာ comment မှာပြောပြသွားပါအောင်။ဒီဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင် like and share လေးလုပ်ခဲ့ပေးပါနောက်ထပ်ဒီလိုဗီဒီယိုလေးတွေတင်ပြသွားမှာမဟုတ် MJ Gaming YouTube Channel ကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့နော်